မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတော်တမချန်းအစီအစဉ်များကိုတင်းလာနေမှတောက်ကြနေအထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာကယ်တင်ရှင်သခင်ယေရှုခရစ်တော်အကြောင်းကို မကြားရသေးတဲ့သူတွေမကြားဘူးတဲ့သူတွေဘာမှမသိနားမလည်သေးတဲ့ခလိငယ်လေးတွေဒီလူလောကကမ္ဘာကြီးကနေ ေဆုံးသွားကြတဲ့အခါမှာဘယ်ကိုရောက်ရှိသွားကြပါသလဲယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်သခင်ဖျားအဖြစ်လက်မခံမယုံကြည်ရသေးလို့အပေငရဲကိုလာသွားကြပါသလားကောင်းကင်ဘုံကိုပဲရောက်ရှိသွားကြပါသလားဓမ္မမဟုတ်ဘယ်ကိုရောက်သွားကြပါသလဲဒီကြောင်းနဲ့ပတ်သက်ပြီးဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှာလေ့လာမှာဖြစ်တဲ့ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်22ကနေအခန်းငယ်56အထိမှာသိရှိရမှာဖြစ်ပါတယ်။သင်ချိုင်းတစ်စပြင်းထဲမှာတန်ကြိုးတွေနဲ့ ခြင်အောင်ထားခြင်းခံရတဲ့လက်ဆိုးဆွဲသူတူသွေးသွနာဆွဲသူအမျိုးသမီးတူအသက်ကိုအစိုးရပိုင်ဆိုင်တော်မူတဲ့ယေရှုခရစ်တော်ရဲ့တကူတော်အကြောင်းတွေကိုလည်းလေ့လာရမှာဖြစ်တဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်၂၂ကနေအခန်းငယ်၅၆အထိကိုဒေါက်တာထွန်းမြတ်ကြီးက အခုလိုသုံးသပ်တင်ပြထားပါဗျ။ဒီကနေ့အတွက်သင်ခန်းစာကတော့ယေရှုမုန်တိုင်းဆဲစေခြင်းဆိုတာနဲ့အစပြုရပါလိမ့်မယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး အငယ်22မှ24ကိုနားဆင်ကြရအောင်။တနေ့တစ်၌ယေရှုသည်တပည့်တော်တို့နှင့်အတူလှေထဲသို့ဝင်၍အိမ်တစ်ဖက်သို့ကူးကြဂုံအံ့ဟုမိန့်တော်မူပြီးဖြင့်လွှင့်သွားကြ၏။အိမ်ကိုကူးသောအခါယေရှုသည်ကျင်းဆက်တော်မူ၏။အိမ်၌မိုးသက်မုန်တိုင်းဖြစ်၍လှေသည်ရေနှင့်ပြည့်သောကြောင့်ဘေးရောက်လူ၏။တပည့်တော်တို့သည်ချင်းကပ်၍ကိုတော်ကိုနှိုးပြီးလျှင်သခင်သခင်အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ဟုပြောကြသော။ ကိုတော်သည်ထ၍လေနှင့်လှိုင်းတဘိုးကိုဆုံးမတော်မူသဖြင့်လေနှင့်လှိုင်းတဘိုးသည်ငင်း၍ပါရလေ၏။အိုင်းဆိုရာဟာဒီနေရာမှာဂါလိလဲပင်လယ်ကြီးကိုပြောတာပါ။ခရစ်တော်ကကူးမယ်လို့အမိန်ပေးတပည့်တွေကရက်လွင့်ပြီးအသွားမုန်တိုင်းကြီးနဲ့တဲ့တဲ့တိုးပါလေရောတဲ့။ဒီမုန်တိုင်းဟာစာရမဏ္ဍလက်ချက်ပဲဖြစ်ရမယ်။အဲ့ဒီလိုကျွန်တော်ကတက်ဆခဲ့တယ်ဆိုတာကိုတခြားသင်ငန်းစာတွေမှာလည်းကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ ။ဘာဖြစ်လဲလဲဆိုတော့လှေဝန်းတဲ့အထိရေတွေဝင်နေတယ်။ပြီးတော့တပဲ့တော်တွေသေလူမျောပါအသေးငယ်ကုန်တဲ့အထိဖြစ်ကုန်ရတယ်။တစ်သက်လုံးပင်လယ်နားမှာနေပြီးတော့တငါသေးလှုပ်ရှားလာတဲ့လူတွေသေမတက်ကြောက်ရတဲ့မုံတိုင်းဟာစာရန်လက်ချက်ကလွဲလို့တခြားဘာကြောင့်မှမဖြစ်နိုင်ဘူးလို့ကျွန်တော်ကဒီနေရာမှာတင်ပြခြင်းပါတယ်။အဲ့ဒီအချိန်အခါမှာတော့ခရီးအလွန်ပန်းနေတဲ့ခရစ်တော်ကတော့လူသားစင်စစ်ရဲ့ခန္ဓာကိုယ်ကြီးဟာမောပန်းလွန်းလို့အိပ်ပျော်နေခဲ့ရှာပါတယ်တဲ့။ စာရမုံတိုင်းကို ခရစ်တော်မမှုဘူးတပည့်တော်တွေအားနေချက်ကိုသာခရစ်တော်ကမှုတယ်လှိုင်းတဘိုးနဲ့မုံတိုင်းဟာခရစ်တော်တစ်ချက်ငောက်လိုက်တဲ့ရှဲကနေမိကိုရေနဲ့ဖြန်းတယ်လို့ပြေသွားရတယ်ငြင်းချမ်းသွားရတယ်တပည့်တော်တွေကိုခရစ်တော်ပြောလိုက်တာကတော့အငယ်25မှာကြည်ပါကိုတော်ကလည်းတင်တို့ယုံကြည်ခြင်းစိတ်ပြီးအဘယ်မှာရှိသနည်းဟုမေးတော်မူခြင်းသူတို့သည်ကြောက်ရွံ့အံ့ဩ၍ဤသူကအဘယ်သို့သောသူနည်း လေနှင့်ရေကိုပင်မှားထားတော်မူ၍သူတို့သည်နားထောင်ပါသည်တကားဟုအချင်းချင်းပြောဆိုကြ၏ကျွန်တို့ရဲ့ဘဝအသက်တာအပြီးပြီမှာ မုံတိုင်းတွေကြလို့များဘယ်တော့မှယုံကြည်ခြင်းမပြောက်လွင့်ကြရဘူးကေတီရှင်ကိုအားကိုးဖို့နဲ့ဤကပ်ဖို့ဖြစ်လာရတဲ့မုံတိုင်းလို့သာသဘောထားကြပါသူ့ရဲ့တကိုးတော်ကိုကြောက်ရွံ့ဖို့နဲ့အံ့ဩဖို့ဖြစ်လာတဲ့တိုင်အောင်ဒီမုံတိုင်းတွေကိုခရစ်တော်ဆုံးမပေးပါလိမ့်မယ်ခရစ်တော်ဟာ ဘယ်လိုလူလဲဆိုတာကိုသိဖို့အတွက်ဒီမုံတိုင်းကြီးကိုခရစ်တော်ငြိမ်းချမ်းပါစေလိမ့်မယ်။အခုဆက်လက်ပြီးတော့ဂါတရနတ်ဆိုးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြခြင်းပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်26နဲ့28ဂါလိလဲပြည်နှင့်အိုင်တစ်ဖက်ဖြစ်သောဂါတရပြည်သို့ရောက်ကြ၍ယေရှုသည်ကုန်းပေါ်သို့တက်တော်မူလျင်ကာလတာရှည်စွာနတ်ဆိုးဆွဲသဖြင့် အဝတ်ကိုမဝတ်အိမ်၌မနေသင်္ချိုင်းတစပြင်း၌နေတတ်သောဂါဒရပြည်သားတယောက်သည်ကိုတော်ကိုခရီးဥကျူပြုလေ၏သက်သက်လေအောင်ဘဝပြည့်နေတဲ့လူပေါရှင်မသက်ခရစ်ဝင်မှာအရှိကိုအရှိအတိုင်းနှစ်ယောက်ဖြစ်တယ်လို့ဆိုတယ်ရှင်မကုခရစ်ဝင်ကျမ်းမှာကြတော့သူ့ရဲ့ကြောက်စရာအခြေအနေကိုပို့ပြီးတော့ဦးစားပေးတယ်အခုရှင်လူကာကတော့နတ်ဆိုးဆွဲသူတယောက်အဖြစ်သာဖော်ပြပြီးတော့ကြံတယောက်ကိုဖုံးထားတယ် အတိတ်ပဲကိုပုံမူပြီးတော့လင်းနဲ့စေခြင်းတဲ့သဘောလူကာကဆရာဝန်တယောက်ဖြစ်တယ်ဆိုတော့စေသမားတယောက်အနေနဲ့ဒီနတ်ဆိုးဟာဖာမန်စိတ်ကြစသမားနဲ့ခြားနာပုံကိုပို့ပြီးတော့ဖော်ပြပါလိမ့်မယ်ပြီးတော့နတ်ဆိုးဆွဲတယ်ဆိုတဲ့ယောဂဟာကင်ဆာတို့နူနာတို့လိုပဲထင်ရှားတဲ့ယောဂတစ်ခုဖြစ်တယ်ဆိုတာကိုသိသာထင်ရှားစေပါလိမ့်မယ်ဒါအပြင်ဒီနေရာမှာနတ်ဆိုးဆွဲမှုဟာသီးသန့်ထင်ရှားတဲ့လက္ခဏာရှိပုံကိုလေရှင်လူကာခရွင့်ကျမ်းရဲ့အစပိုင်းအခန်းကြီး၄မှာ ျွန်တော်တို့ကို လူကာဖော်ပြထားခဲ့ပြီးပြီဆိုတော့နတ်ဆိုးဆွဲမှု demonism ဆိုတာဟာရှေးကာလကအထင်ရှားရှိခဲ့မှုတဲ့အဖြစ်ပဲဆိုတာကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်အခုလိုနတ်ဆိုးဆိုတာတွေဟာမကောင်းတဲ့ဝိညာဉ်တွေနဲ့အတူပဲဖြစ်တယ်ဆိုတာလေနောက်တစ်ခါမှကျွန်တော်တို့ဆက်လက်ပြီးတွေ့မြင်ရအောင်ပါပါဂါဒရာကနတ်ဆိုးဆိုတော့ပို့ပြီးတော့အတိတ်ပဲရှိတယ်လို့လည်းကျွန်တော်ပြတ်ဆပါတယ်ဂါဒရာဆိုတာဟာယာကုပ်ရဲ့သားတွေတဲကဂတ်ရဲ့အမျိုးအနွယ်တွေနေထိုင်တဲ့ဒေသပါပဲ သူတို့ဟာမောရှေယောရှုတို့ရဲ့ခေဣဗရီလလူမျိုးတွေထဲမှာသူများဤသူယော်ဒန်မြစ်ကိုဖြတ်ကူးပြီးတော့ဖျားသခင်ပို့ဆောင်တော်မူရာခါနန်ပြည်တဲကိုလိုက်ပြီးမဝင်ခဲ့ဘူး။သီးသန့်ဒီနေရာမှာချန်နေခဲ့တယ်။သူတို့တမျိုးလုံးဝက်ကိုရှောင်တဲ့အချိန်ဣဒရီလတမျိုးလုံးဝက်ကိုရှောင်တဲ့အချိန်ဝက်မွေးပြီးတော့စီးပွားရှာတယ်ဆိုတဲ့လူမျိုးဘလောက်ကွာကြတယ်လေ။အဲဒါကြောင့်လေဒီလိုလူတွေရဲ့ဒေဝမှာပန်ရှင်သောဝိညာဉ်တော်တဲ့ မဖန်ရှင်းတဲ့ဝိညာဉ်တွေကခေါင်းထောင်နေခဲ့မယ်လို့ကျွန်တော်တူးချင်းမှတ်ချက်ပေးလိုက်ပါတယ်။အခုဒီလူဟာအဝတ်မဝတ်ဘူး။လူကြားသူကြားမှမနေနိုင်ပဲသောက်ပံတစပြင်မှနေတယ်။အယူကြီးဘဝတဲ့အခြေနေနေတယ်။ပျက်စီးနေတယ်ဆိုတာကိုမြင်ရပြီ။ကိုကိုကိုဘာမှမသိတော့တဲ့အခြေအနေပဲပေါ့။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်28နဲ့29ကိုတော်ကိုမြင်လျင်ပြတ်ဝွေ၍အမြင့်ဆုံးသောဖခင်ကြီးသားတော်ယေရှု ကိုတော်သည်အကျွန်ုပ်နှင့်အဘယ်သို့ဆိုင်သနည်းအကျွန်ုပ်ကိုနှင်းဆဲတော်မမူမီအကြောင်းအကျွန်ုပ်တောင်းပန်ပါသည်ဟုကြီးသောအဖန်နှင့်အော်ဟစ်၍ရှောက်လေ၏ရှောက်သည့်အကြောင်းကနတ်ဆိုးသည်ထိုလူကိုအဖန်များစွာဖမ်းဆီးလှပြီခြေချင်းဖန်ကျိုးနှင့်အကျဉ်းထားတော်လေခြေချင်းဖန်ကျိုးကိုဆွဲဖြတ်၍နတ်ဆိုးသည်တောအရက်သို့နှင်မြဲရှိကြောင်းကိုကိုတော်သည်ထောက်၍ညင်ညူးသောနတ်ထိုလူမှထွက်သွားလောဟုမိန့်တော်မူခဲ့ပြီနတ်ဆိုးဟာခရစ်တော်ကိုအသိအမှတ်ပြုရတယ် အံ့ဩစရာမကောင်းဘူးလားရှင်ရကုတ်ဩဝါဒစာအခန်းကြီး2အငယ်16မှာဖျားသခင်တဆူသည်ရှိသည်ဟုတင်သည်ယုံ၏ကောင်းပေ၏နတ်ဆိုးတို့သည်ယုံ၍ကြောက်ရွံ့တုန်လှုပ်ကြ၏အဲ့ဒီလိုဖော်ပြထားတာကိုတည်မြင်နိုင်ပါတယ်တနည်းအားဖြင့်ဒီနတ်ဆိုးအပေါင်းတို့ဟာဖျားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ရန်သူဖြစ်တယ်ဖျားသခင်ကိုကိုယ်နဲ့မကွာဆောင်းပြီးတော့မထားနိုင်တဲ့လူတွေကိုဖမ်းဆားနိုင်တယ်ညှင်းဆဲနိုင်တယ်ဝင်ပူးနိုင်တယ် ။ဘာပဲဖြစ်ဖြစ်သူတို့ကိုဖျားသခင်နိုင်ညာကိုတော့သူတို့သိထားနှင်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ပါလေ။နတ်ဆိုးအစဘယ်တော့ငါဆိုတာနဲ့ပတ်သက်တဲ့အဖြေကို ပေးဖို့ခက်တယ်လို့ကျွန်တော်ဝန်ခံနေပါတယ်။ဝိညာဉ်လောကမှာကျွန်တော်တို့မျက်စိနဲ့တတ်ဘာတွေမြင်နိုင်လို့လဲ။ကောင်းငင်တမန်ရှိတယ်ဆိုတာအခိုင်အမာသိတယ်။ဒါပေမဲ့မမြင်ရဘူးမဟုတ်ဘူးလား။အထူးသဖြင့်ယေရှုဂယုနာတော်နဲ့တီမီရတဲ့ကျွန်တော်တို့ခေတ်ပြရိတ်တော်ဖြစ်တဲ့နှုတ်ကပတ်တော်အပြင်အသက်ရှင်ရတဲ့ကျွန်တော်တို့အဖို့ကောင်းငင်တမန်ကိုပေါ်လာပါစေ ငါအိမ်နေတော့ဂရင်နားမှာလာရက်ပြီးကောင်းကြီးပေးပါစီဆိုပြီးတော့ဆူတောင်းလို့မရနိုင်ဘူးကျွန်တော်မှဖះသခင်ဘာလို့ပေးထားတယ်ဘယ်လန်းကိုရှောက်ရမယ်ဘယ်လိုဆုကျေးဇူးတွေခံစားရမယ်ဆိုတာကိုကျွန်တော်ဟာသင်သိရသောသမာကျမ်းအဖြစ်သိရှိနေကြပြီလွယ်လွယ်ကလေးရှောက်သွားရင်ကလွဲလို့တခြားဘာမှထရီထူထူတွင်းနေစရာမလိုဘူးလို့ဆိုချင်ပါတယ်အဲ့ဒီဝိညာဉ်လောကမှာအကောင်းကြီးမဟုတ်ဘဲနဲ့မကောင်းတဲ့ဝိညာဉ်ဇိုးတွေအပြည့်အဝရှိတယ်အဲ့ဒါကို ဖျားသခင်ကိုတော်လန်သွားတဲ့ကောင်းငင်တမန်တွေလို့လဲတချို့ဓမ္မပညာရှင်တွေကဖော်ပြထားတာရှိပါတယ်အဲ့ဒါဟာအခုပြောနေတဲ့နတ်ဆိုးပေါ့အဲ့ဒီမကောင်းတဲ့နတ်ဆိုးမှန်သမျှဟာစာရမဏေရဲ့ဘက်တော်သားများဖြစ်တဲ့အတွက်လူရဲ့ရုပ်ဒရကောစိတ်ဝိညာဉ်ကိုပါဖျက်ဆီးပစ်လိုက်နိုင်တယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ကြရပါမယ်အငယ်30မှ33ယေရှုကလည်းသင်သည်အဘယ်အမည်ရှိသနည်းဟုမေးတော်မူစဉ် ထိုလူကိုနှဆိုးအများဆွဲသောကြောင့်အကျွန်ုပ်အမိကလေကောင်ဖြစ်ပါသည်ဟုလျှောက်ပြီးမှအ내ဆုံးသောအရက်သို့ပွားခြင်းကမနှင်ပါမည်အကြောင်းတောင်းပန်လေ၏ထိုအရက်၌တောင်ပေါ်မှများစွာသောဝက်အစုပြီးကျက်စားလျက်ရှိ၏ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်းအခွင့်ပေးတော်မူပါဟုနှဆိုးတို့သည်တောင်းပန်ပြန်လျှင်အခွင့်ပေးတော်မူ၏နှဆိုးတို့သည်လူမခက်၍ဝက်ထဲသို့ဝင်သဖြင့်ဝက်အစုသည်အိုင်ကန်းဆောက်ကိုတဟုန်ကြီးပြေးဆင်း၍အသက်ဆုံးကြ၏အခုခင်မီ စေသိပံစေဝါဗေဒတွေထွန်းကားမှုတွေကြောင့်ကုထုံးအသစ်တွေကြောင့်စိတ်ယောဂကုသမှုတွေတိုးတက်လာတယ်ဆိုတာကိုကျွန်တော်တို့မြင်ရပါတယ်။ဒါပေမဲ့ဒီနှဆိုးကိစ္စတွေဟာအသွင်ပြောင်းပြီးတော့ရှိနေစေဆိုတာကိုလည်းကျွန်တော်တို့သတိပြုနိုင်ပါတယ်။ကိုယ်ကလေးတွေကိုအစုလိုက်အပြုံလိုက်အမေကတတ်ပစ်တယ်တဲ့။ကြားဘူးတယ်မဟုတ်ဘူးလား။သနတ်တလက်နဲ့မြို့ထဲမှာမဲမဲမြင်ရကိုစွတ်ယွပစ်ခတ်လို့လူ၁၄၅ယောက်ပေသွားတယ်ဆိုတာလည်းကျွန်တော်တို့သတင်းစာထဲမှာဖတ်ရတယ်။ပြီးတော့ serial killer တဲ့ နှစ်ပေါင်းများစွာအတွင်လူပေါင်းများစွာကိုနှုတ်နှုတ်ဆင်းပြီးတော့ရေခဲတစ်တာထဲမှာထဲ့တဲ့ပြီးတော့ပန်းချံထဲမှာရှောက်မြုပ်တဲ့အဲ့ဒီတိုင်းပဲလေကဘာစစ်ကြီးမှလည်းအရှင်လက်လက် guest chamber လို့ခေါ်တဲ့အစိမ့်ငွေအခန်းကြီးတဲ့ကိုတခါလေလူတအုပ်ကြီးကိုပျော်ပျော်ကြီးထဲ့ပြီးတော့သတ်ပြီးတော့ရဲရဲဆက်ဆက်လုတ်ပစ်ခဲ့တယ်ဆိုတဲ့လူစိဒါရီဟာနတ်ဆိုးဆွဲခြင်းမဟုတ်လို့ပါလေကျွန်တော်ကတော့အဲ့ဒီလိုလူမျိုးတွေဖယမဲဝါဒီတွေ ီလူတွေလူဇာတိပဂရိစိတ်ပြင်းထန်တဲ့လူတွေစီကိုနတ်ဆိုးဟာဝင်ရောက်ဆွဲနိုင်တယ်လို့ကြည်ပဲအပြည့်အဝကျွန်တော်ယုံကြည်သတ်မှတ်လိုပါတယ်အခုဂါဒရသားစီမှာဆွဲတဲ့နတ်ဆိုးပော့သေးသေးမဟုတ်ဘူးအုပ်စုလိုက် အဖွဲလိုက်ဒီလူတယောက်တည်းစီမှာတင်ဝင်ပြီးပျော်နေကြတာကိုတွေ့ရပါတယ်ခရစ်တော်ကနာမည်မေးတော့သူ့နာမည်ကိုသူပြောတယ်လေကောင်းတဲ့ကြားရတာနဲ့သိခြင်းသောနာညင်စရာကောင်းတဲ့နာမည်ကြီးမဟုတ်ဘူးလားအေးခရစ်တော်ကိုတော့တောင်းပန်တယ် အနည်းဆုံးတော့အရက်ကိုမနှင်ပါနဲ့တဲ့အဲ့ဒါဟာအင်္ဂလိပ်စကားမှာ a base လို့ခေါ်တဲ့အသူရကယ်အနည်းကြောက်သေးတော့မချပါနဲ့လို့ဆိုလိုက်တာပါကဲတင်ရှင်သခင်ခရစ်တော်ဟာသူ့ရဲ့တရားစီရင်ရာနေ့မှာတော့ကောင်းငင်တမန်တစ်ဖြစ်လဲနတ်ဆိုးတွေကိုအဲ့ဒီပေါင်မိုက်မှာသာဝရချုံနှောင်ထားမယ်ဆိုတာကိုရှင်ယူရာဩဝါရစာအခန်းကြီး1အငယ်6မှာကျွန်တော်ဖော်ပြထားတာကိုတွေ့နိုင်ပါတယ်ဗျာဒိတ်ကျမ်းမှာလည်းအဲ့ဒီလိုစာရန်မနတ်ကိုငကားကြီးအဖြစ်ဖော်ပြထားပြီး အဲ့ဒီကောင်ကြီးကိုလည်းအခုလိုပဲအနှစ်တထောင်ချီနှောင်းမယ်ပြီးတော့ပြန်ပြီးလွှတ်မယ်နောက်ဆုံးတရားစီရင်ရအချိန်ကျမှမိရင်လည်းကိုချပြင်မယ်ဆိုတာတွေကိုဖော်ပြထားပါသေးတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး20မှာဒါကိုဖတ်ကြည့်နိုင်ပါတယ်။အခုဂါဒရနတ်ဆိုးအုပ်စုဟာနတ်ဆိုးတို့သဘာဝကိုဖော်ပြတယ်။တဏီရရကိုဝင်ပြရစီတဲ့။အဲ့ဒီမှာနေမဲပေါက်တာကတော့မလန့်မကန်းကဣတရီလကတ်အမျိုးမျိုးတွေမွေးထားတဲ့ဝက်တီပဲ။ကျွန်တော်တို့ကိုအသူရဇောက်နဲ့တည်းမထက်ပါနဲ့အောင်။ ဝက်သေးကိုဝင်ပြရစီဆိုတော့ခရစ်တော်ကဝင်စေလို့လည်းအမိချလိုက်ရောဝက်တွေတဲကိုနှောက်ဝင်မှုရာတခါတည်းနီးရကန်းဆက်ကနေရေတဲကိုဘုံဘုံဘုံနဲ့ခုံချတာဝက်တီအကုန်သေကုန်ရောတယ်အငယ်34မှ36ဝက်ချောင်းသောသူတို့သည်ထိုအချင်းအရာကိုမြင်ရင်ပြေး၍မြို့ရွာတို့၌ထိုသတင်းကိုကြားပြောတော့လူများတို့သည်ထိုအမှုအရာကိုကြည့်ရှုအံ့သောငါထွက်လာကြ၏အထံတော်သို့ရောက်သောအခါနတ်ဆိုးထွက်သွားသောသူသည်အဝတ်ကိုဝတ်၍ ဂရိစိတ်နှင့်ယေရှု၏ခြေတော်ရဲ၌ခိုင်ကြီးသည်ကိုမြင်လျင်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။နတ်ဆိုးဆွဲသောသူသည်ဘယ်သို့သောအဖြစ်ကျမ်းမာဗဂရိရှိသည်ကိုသိမြင်သောသူတို့သည် နောက်လာသောသူတို့အားပြန်ကြပြီးမှမြို့ထဲကကအမျိုးအနွယ်သည်ခရစ်တော်စီကိုဝရုံးတုံးကပြေးချလာပြီးရောက်လဲရောက်လာရောခရစ်တော်အနာမှာအိုးအစားဝတ်ပြီးတော့စမတ်ကြကြထိုင်နေတာတော့တစ်ချိန်ကတစ်မျိုးလုံးကြောက်ခဲ့ရတဲ့အဲ့ဒီနတ်ဆိုးဆွဲခဲ့တဲ့လူတွေ ပြုံ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 နဲ့တွေ့ရတော့သူတို့ဆက်ခံလဲလန့်သွားကြရတယ်။အသစ်သောဘဝသူပုံတရံယူပြစ်တယ်လို့ပြောင်းလဲသူနဲ့ပြောင်းလဲအောင်လုံနိုင်သူကဲတင်ရှင်ကိုမယုံတည်ုံပါဇက်အဟောင်းသားနဲ့ကြည်ပြီးတော့ကြောင်သွားကြတယ်။ကြောက်သွားကြတယ်။ပြီးတော့သူတို့ရဲ့စီးပွားရေးဖြစ်တဲ့ဝက်တွေလည်းကြည်လိုက်ရောတကောင်းမှမရှိတော့ဘူး။အဲ့ဒီမှာရင်ဝန်သာဖို့တဲ့အကြီးအကျယ်မချိတင်ငယ်တွေဖြစ်ကုန်ရပြီဒီအကြောင်းကိုတော့ဘယ်လိုဖော်ပြလဲဆိုတာဆက်သာအခုကြည့်ကြပြီတော့ငွေ ကာဒရပြည်သူပြည်သားအပေါင်းတို့သည်အလွန်ကြောက်လန့်သောစိတ်ဆွေး၍မိမိပြည်တဲကထွက်သွားတော်မူမည်အကြောင်းတောင်းပန်ကြခြင်းကိုတော်သည်လှေထဲသို့ဝင်၍ပြန်တော်မူ၏ဒီတော့သူတို့အဖို့ကနတ်ဆိုးကြီးတွေထွက်တာလဲအရေးမကြီးဘူးကယ်တင်ရှင်ရဲ့ဧဝံဂေလိတရားစကားကလည်းအရေးမကြီးဘူးဝက်ကပူအရေးကြီးနေတယ်ကိုတော်တဲ့နှင်းနေတော့မအောင်မိပါနဲ့ဒါပေမဲ့မြန်မြန်ပြန်မာတော့တဲ့ဘလောက်တရားကြဖို့ကောင်းတယ်လေဒါနဲ့ပဲသူ့ကိုလက်မခံတဲ့ဂါဒရကန်းကြီးကနေ ခရစ်တော်ပြန်လှည့်လာခဲ့ရတယ်။အငယ်38မှ40နတ်ဆိုးထွက်သွားသောသူသည်ကိုရောနှင့်အတူရှိပါမည်အကြောင်းတောင်းပန်လျင်ယေရှုကသင်သည်ကိုအိမ်သို့ပြန်သွားလော့ဖျားသခင်သည်သင်၌အဘယ်များလောက်ကျေးဇူးပြုတော်မူသည်ကိုကြားပြောလော့ဟု၍လွတ်လိုက်တော်မူခြင်းသောသူသည်သွား၍ယေရှုသည်အဘယ်များလောက်ကျေးဇူးပြုတော်မူသည်ကိုတမျိုးလုံးတွင်သတင်းကြားပြောလေ၏ယေရှုသည်ပြန်တော်မူရင်လူအစုအဝေးတို့သည်ကိုရောကိုမျှော်လင့်လျက်နေကြသောကြောင့်ဝမ်းမြောက်စွာလက်ခံကြ၏ ကျေးဇူးတော်တို့ကိုခံစားရတဲ့လူတွေဟာခရစ်တော်ထံမှဝမ်းမြောက်ရလိမ့်မယ်။ကျေးဇူးတော်ကိုအခန်းတကားပိတ်ပြီးတယောက်တည်းခံစားနေဖို့မသင့်ဘူး။ပြီးတော့အစင်တစိုက်ဒီကျေးဇူးတော်ကိုဆက်လက်တောင့်တတတ်တဲ့လူများဖြစ်ဖို့လေအထူးပဲအရေးကြီးပါတယ်။အခုခရစ်တော်ကိုစောင့်စားမျှော်လင့်နေတဲ့ပရိသတ်တွေမှာတော့သူများတဲ့ပို့ပြီးတော့ခရစ်တော်ကိုလယ်ပင်တဆန်းဆန်းမျှော်တနေတဲ့လူနှစ်ယောက်ရှိနေပါတယ်။ဒါကိုအလင်းနဲ့အမောင်းဆိုတဲ့ခေါင်းစဉ်ကလေးနဲ့ဆက်ရမယ်ဆိုရင်တော့ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်53မှ58ကိုဖတ်ရှုရင်ဆက်ကြည့်ကြပါစို့ထိုအခါယာဣရုအမည်ရှိသောတရားစီရင်မှုသည်လာ၍ယေရှု၏ခြေတော်ရင်းမှပြတ်ဝတ်လျက်တဆက်နှစ်နှစ်အရွယ်ရှိသောမိမိ၌တယောက်ချီးသောသမီးသည်သေဆဲရှိသောကြောင့်မိမိအိမ်ကိုကြွတော်မူမည်အကြောင်းကိုတော်ကိုတောင်းပန်၍ကြွတော်မူစဉ်တွင်လူအစုအဝေးတို့သည်ကိုတော်ကိုထိခိုက်တိုက်မိကြ၏ထိုအခါဆယ်နှစ်ပတ်လုံးသွေးသွန်အနာဆွဲသောကြောင့် ဥစ္စာရှိသမျှကိုစေတမားတို့အားပေး၍ကုံတော်လဲအဘယ်စေတမားလက်နိုင်မြချမ်းသာမရနိုင်သောမိမတယောက်သည်နောက်တော်သို့ချင်းကပ်၍အဝတ်တော်ဤပပွားကိုတို့သည်ဖြင့်ထိုခဏချင်းတွင်သွေးသွန်အနာပြောက်လေ၏ယေရှုကလည်းငါ့ကိုအဘယ်သူတို့သည်နည်းဟုမေးတော်မူသည်လူအပေါင်းတို့သည်ညှင်းလက်တော်ပေတရုမှဆာ၍သူ၏အပေါင်းဖော်တို့ကသခင်လူအစုအဝေးတို့သည်ကိုရောအားထိခိုက်တိုက်မိကြသည်ဖြစ်၍ ငါကိုအဘဲသူတို့သည်ဟုမေးတော်မူပါသည်တကားဟုလျှောက်လေ၏ယေရှုကလည်းတစုံတယောက်သောသူသည်ငါကိုတို့လေပြီငါကိုမှတကိုးထွက်သည်ကိုငါသိ၏ဟုမိန့်တော်မူ၏ထိုမိမသည်မိမိပုံဆောင်၍မနေနိုင်သည်ကိုသိလျင်တုံဆုပ်ရလာ၍အဘဲအကြောင်းကြောင့်တို့သည်ကို၎င်းချက်ချင်းချမ်းသာရသည်ကို၎င်းလူအပေါင်းတို့ရှေ့မှပြတ်ဝတ်လျက်ကြားလျှောက်လေ၏ကိုတော်ကလည်းငါသမီးမစိုးရိမ်နှင့် သင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ့်စေပြီးငြိမ်ဝတ်စွာသွားတော်ဟုမိန့်တော်မူ၏အဲ့ဒီလိုခရစ်တော်ကိုလက်တဆန်းဆန်းနဲ့သူများရဲ့ခြေရားထောက်ပြီးမျှော်နေတာကတော့ယာဤရူဆိုတဲ့တရားစီရင်မှုနဲ့၁၂နှစ်လုံလုံသွေးသွန်တာစွဲနေတဲ့မိမတယောက်ပဲယာဤရူကတော့သူ့သမီးကလေး၁၂နှစ်အရွယ်သမီးကလေးသေတော့မယ်ဒါကြောင့်အသနာခံနေဒါနဲ့ခရစ်တော်ကလည်းယာဤရူရဲ့နောက်ကိုလိုက်ပြီးတော့၁၂နှစ် သမီးကလေးကို ြည့်မယ်လို့အဖွားမှာလူအုပ်ကြီးကလည်းများလို့ခရစ်တော်ကိုတောင်းတိုက်မိခိုက်မိကြတဲ့အခြေအနေအဲ့ဒီလိုတိုက်မိခိုက်မိတဲ့ကြားထဲမှာတယောက်ကတော့၁၂နှစ်လုံးလုံးပွေးသွန်တာစွဲနေတဲ့မိမကြီးတယောက်ပဲသူကတော့ယာဤရူလိုသူ့သမီးလေးကိုလိုက်ပြီးတို့ဖို့ခေါ်မယ်ဆိုပြီးလာတာမဟုတ်ပဲခရစ်တော်ရဲ့အင်ကြီးပပွားလေးကိုတို့ယုံ လောက်နေကိုသူ့ယောကပြောက်ရမယ်ဆိုတဲ့အလွန်ပြင်းထန်တဲ့ယုံကြည်ခြင်းနဲ့သူကိုယ်တိုင်ခရစ်တော်ကိုတို့တာတို့လိုက်တာနဲ့လဲ ဒီမိမကြီးရဲ့ယုံကြည်ခြင်းဟာပြင်းထန်လွန်းလို့ခရစ်တော်ရဲ့ယင်တဲ့ကတကိုးတော်ဟာစိတ်ထွက်ပွားရတာကိုခရစ်တော်ခံစားလိုက်ရတယ်။ပြီးတော့ဆယ်နှစ်နှစ်တိတိယောဂဇိုးကြီးတခါလဲပျောက်သွားတယ်။ဆယ်နှစ်နှစ်တိတိအမှောင်ကျတဲ့ဘဝတခါလဲအလင်းရသွားတာပေါ့။ယာယီတို့ရဲ့သမီးကလေးကတော့ဆယ်နှစ်နှစ်လုံးလုံးလင်းလက်ခဲ့တဲ့ဘဝကလေးအမှောင်ကွယ်လူနေပြီ။အဖြစ်ရဲ့အပြည့်ရဲ့အပြိုင်အဆိုင်ဖြစ်တည်နေတဲ့လူလောကရဲ့သယုတ်သဏ္ဍာန်ဟာ ဒီနေရာမှာရှင်းလင်းပြပြန်လွန်နေပါပြီဒီနေရာမှာသင်္ကန်းစာများအနေနဲ့ဖော်ပြရရင်ကဲ့အချက်အနေနဲ့ယုံကြည်ခြင်းရဲ့တကောတတိဟာမဖြစ်နိုင်တာမရှိဘူးဆိုတဲ့အချက်မပြပြန်ဘူးလားနှဲ့အချက်အနေနဲ့ကတော့ခရစ်တော်ကလှည့်ပြီးမေးတော့ပေတရုဥဆောင်တဲ့တပည့်ကြီးတွေဖြစ်ပုံခရစ်တော်ရဲ့ညံတော်အနန္တကိုလူသားတွေဟာအမိမလိုက်နိုင်တာကိုသိတာထင်ရှားမနေစေဘူးလားအဲ့ဒီအချိန်မှာတော့ တပည့်တော်တွေကနံပါတ်1တပည့်တော်ကြီးပေတျူဟာသူ့ရဲ့ထုံးစံအတိုင်းနည်းနည်းလေးလေရှည်လိုက်ရမှကျင်းတတ်တဲ့လူဆိုတော့ကြံတဲ့တပည့်တော်တွေရဲ့ထောက်ခံမှုအပြည့်အဝနဲ့ဝင်ပြောတယ်။ကိုတော်ရဲ့ဒီလောက်လူတွေကြက်ညက်နေတာများမြင်ရသားနဲ့ငါ့ကိုတရားရောက်တို့တယ်ဆိုပြီးများထင်ရတယ်ရှိပြီးအံ့ရောဆိုတဲ့လေမျိုးနဲ့ပြန်ပြီးသူကအခင့်ကိုဆရာလုပ်တယ်။အဲ့ဒီတော့မှငါ့ကိုတဲကတကိုးထွက်လို့ငါမေးတာဆိုတော့မှ ပေတျူတို့အဖွဲ့ငြိမ်သွားကြရတယ်တဲ့။ ဒီအချက်တွေဟာကျွန်တော်တို့ယုံကြည်သူများအနေနဲ့ကိုယ့်ရဲ့အစာပေါင်းများစွာမြင့်မြတ်ပြီးတော့ကိုယ့်ရဲ့အစွန်းတက်သည့်အတိုင်းအတာမရှိအောင်မြင့်မားတဲ့ကယ်တင်ရှင်အပေါ်မှာပန်စရပွားရတယ်ဆိုတဲ့အချက်ကိုထင်ဟပြသနေတယ်လို့ကျွန်တော်တင်ပြလိုပါတယ်မိစေများခမညာအခုတပည့်တော်အပေါင်းတို့ပြသတဲ့သံတရားမျိုးကိုကျွန်တော်တို့ခြေဖြက်သွေးသွနာဆွဲတဲ့မိမကြီးရဲ့ယုံကြည်ခြင်းမျိုးနဲ့ကျေးဇူးတော်ကိုမျှော်လင့်နိုင်ကြပါစေလို့အားပေးလိုက်ပါရစေ အငယ်49မှ51ထို့သောမိန့်တော်မူစဉ်တွင်တရားစီရင်မှုအိမ်မှလူလာ၍ကိုတော်၏သမီးသေးပါပြီဆရာကိုမနှောက်ယှက်ပါနှင့်ဟုဆို၏ယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့ထို့သောရှိလျင် သူသည်ဘေးနှင့်လွတ်လင့်မည်ဟုတရားစီရင်မှုအားမိန့်တော်မူ၏အိမ်သို့ရောက်လျင်ပေတရုယောဟန်ယာကုပ်နှင့်မိမငယ်၏မိဘမှတပါအဘယ်သူကိုမျှအထဲသို့မဝင်စေခြင်းကစီတတော်မူ၏ ယာအီရုအသေးကွဲရမယ်အချိန်ပဲပေါ့လူတယောက်လာပြီးပြောတယ်ခမရရဲ့တူရီတော်သမီးလေးတော့သေရီတဲ့ तू ကခရစ်တော်ကိုယ်တိုင်လက်တော်နဲ့တို့ဖို့ကိုလူလာခဲ့တယ်ဒါပေမဲ့အဲ့ဒီအခိုက်အတန့်အတော်အတွင်းမှာဟိုမိန်းမကြီးတယောက်ကကြားထဲမှာဝင်ပြီးတော့ပပွားကလေးကိုတို့ဒီယောဂာကြီးပြောက်တဲ့အခါကျတော့ခရစ်တော်ကလှည့်ပြီးစကားပြောစသဖြင့်အချိန်လေးလင့်နေရတာနဲ့ပဲအချိန်နှောင့်သွားခဲ့ပြီလို့ယာယီယူရဲ့အတွေ့အထိမှာရှိနေမှာအမှန်ပဲ ဖခင်တယောက်အနေနဲ့ဘလောက်ယင်ထဲမှာပြောင်းဆန်နေမယ်ဆိုတာကိုကျွန်တော်တို့လွယ်လွယ်လေးခန်းစားနိုင်ပါလိမ့်မယ်။ပြီးတော့ဒါသူ့ရဲ့တူဦးရီသောသမီးကလေးလေ။ဒါပေမဲ့ခရစ်တော်ကတော့ဒီကလေးမကလေးအတွက်သူ့ကိုယုံကြည်မျှော်လင့်နေတဲ့အဖေကိုမေ့မထားပါဘူး။သူ့အဖို့အချိန်နှောင့်ပြီဆိုတာရှိမှမရှိနိုင်ပဲ။ဒါကြောင့်မေတ္တာစိတ်ဟာပုံမပေါက်ဖွာလာတယ်။အေးကွာသင်္ခါရနဲ့ပဲဖြေပြီးတော့လို့မပြောဘူး။မကြောက်ကြနဲ့တဲ့။ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေတဲ့။ အဲ့ဒီလိုပြောလိုက်ပါတယ်။ပြီးတော့ယာယီရုအိမ်ရောက်တဲ့အခါမှာတော့ငိုချင်းတယ်တောင်ရောက်နေပြီ။ရှေးခေတ်မသားအိမ်ပြီးပြီးအတီးအမုံနဲ့ပါနဲ့အလောင်းတောင်ပြင်ပြီးနေပြီပေါ့။အဲ့ဒီအချိန်သူပါဆက်လုပ်တယ်လဲကြည့်ကြရအောင်။အငယ်52နဲ့53လူအပေါင်းတို့ဒီငိုချွေးမြည်တမ်းကြသည်ကိုကိုတော်ကမငိုကြနဲ့။သူငယ်သေးသည်မဟုတ်အိပ်ပျော်သည်ဟုမိန့်တော်မူရင်သူငယ်သေးချောင်းကိုသူတို့သိသဖြင့်ကိုတော်ကိုပြည့်ရပြူကြ၏။ငို၍ရည်၍မရသောမျက်နာကြီးတွေ စပရင်မျက်နှာကြီးတွေလူသက်တော်တို့ရဲ့ဘုရားသခင်ရှိစေခြင်းနဲ့ဝိညာဉ်သဘောတရားဆိုတာဘာမှမရှိတဲ့လူတွေအိန္ဒိယကစောင့်ကြည့်နေတယ်ဆိုရင်ကျွန်တော်မပြောဘူးအခုတော့နည်းနည်းမှမစောင့်နိုင်ဘူးစောစောကပဲတီနဲ့နှက်ညှစ်ပြီးငိုနေတယ်အခုချက်ချင်းတယောက်နဲ့တယောက်လက်ကုပ်ပြီးမသေးဘူးတဲ့ဟိအဲ့ဒီမသာပူပူနင်းနေကြီးကိုမသေးဘူးလို့များပြောရအောင်ဒီယေရှုဆိုတဲ့လူယူမြန်နေသေးလားမသိပါဘူးဆိုတဲ့သဘောမျိုးခနဲ့တက်တဲ့တွေပြောကြတယ်ကြီးတဲ့တွေလှုပ်ကြတယ်ပြည့်ရဲ့ပြုတ်ကြတယ်တဲ့ ရဲသွန်းသွေးခဲ့ကြရတယ်ဆိုပဲစိတ်ပြက်စရာအော့နှလုံးနာစရာဒီလိုသရုပ်မျိုးတွေကိုခရစ်တော်နဲ့ပတ်သက်ရင်ကျွန်တော်တို့ရှောင်ကြရမယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်54မှ56ထိုသူရှိသမျှတို့ကိုအပြင်တို့ထွက်စေပြီးမှသူငယ်ဤလက်ကိုကင်တော်မူရက်သူငယ်ထလော်ဟုမိန့်တော်မူသည်တွင်စိတ်ဝိညာဉ်ပြန်လာ၍မိန့်ငယ်သည်ချက်ချင်းထလေ၏သူအားစားစရာပေးလော်ဟုမိန့်တော်မူလေ၏မိဘတို့သည်မိမောတွေဝေခြင်းသို့ရောက်ကြ၏ ထိုအမှုအရာကိုအဘယ်သူအမှမပြောရမည်အကြောင်းပြည့်ညတ်တော်မူ၏။နာဤနာမျိုးကမုတ်ဆိုးမတယောက်ရဲ့သားကိုလမ်းမှာအတုပချဖို့အသွားခေါင်းတလားကိုလက်တော်နဲ့ကင်ပြီးတော့မှလူလင်ထလို့ဆိုပြီးပြောခဲ့တာကိုမှတ်မိကြမယ်ထင်ပါတယ်။ခရစ်တော်ဟာသေသူတွေကိုထခိုင်းတာပုံချိန်ရှိခဲ့ပါတယ်။အဲ့ဒီလိုကြီးပါပဲ။အခုလဲသေသူရဲ့လက်ကိုကိုယ်တိုင်ကင်နေထလို့ဆိုပြီးခေါ်တော်မူခြင်းပဲဖြစ်ပါတယ်။ ကျေးဇူးတော်ဘလောက်ကြီးတယ်လဲခရစ်တော်ဟာဘလောက်လူသားရဲ့အထာကိုသိတယ်လို့ထင်တယ်လဲကလေးငယ်လေးအသက်ပြန်ဝင်လာတယ်ကြမ်းမာလာတယ်စားမယ်ဆိုတာကိုသိတယ်ဒါကြောင့်မလို့သူ့အားစားစရာပေးတော်ဟုမိန့်တော်မူ၏တဲ့ဘလောက်ဂိူနာကြီးမာတယ်လဲကဲတင်ရှင်သခင်ခရစ်တော်ဟာကကဘာကုံဆုံးလို့တရားစီရင်ရန်ကြွဆင်းချိန်မှာယုံကြည်သူအားလုံးတို့ကိုကြွေးကြော်သားများပေးပြီးတော့ လက်ယုံတော်နဲ့ချီးပင့်မယ်ဆိုတာကိုကျွန်တော်တို့ဟာခရစ်ဝင်ကျမ်းများအားဖြင့်ကြိုတင်မြင်ခဲ့ကြရပါတယ်။ဒါဟာအနာဂတ်ဥပမာတော်များလို့ကျွန်တော်သုံးသပ်ပါတယ်။နောက်တစ်ချိန်စီစီမှာရှင်လူကာခရစ်ဝင်ကန်ဂျီကိုအငယ်1ကနေ43ကိုလေ့လာမှဖြစ်တဲ့အတွက် စောင့်မျှော်နားဆင်ကြပါစို့။နောက်ဘက်တော့ကိုတာ၍နားလည်နိုင်ဖို့အလို့ငါတန်ရှင်းတော်ဝိညာဉ်တော်ဖျားဖွင့်ပြပါစေ။ trái တ်တော်ဇာနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်။